လူပေါင်း2000ဆင်ကျော်သေဆုံးခဲ့တဲ့တိုက်ခိုက်မှုဟာအိန္ဒိယထိန်းချုပ်ထားရာကက်ရှမီးယားဒေသမှာဆယ်စုနှစ်တွေအတွင်းအရသားတွေကိုပြင်မှတ်ထားတဲ့အဆိုးရွားဆုံးအကြမ်းဖက်မှုတစ်ခုဖြစ်မှတ်တမ်းဝင်လာခဲ့ပါတယ်။ဧပြီလ22ရက်နေ့ကခရီးသွားဧည့်သည်အဖွဲ့တစ်ခုကိုလက်နက်ကန်အကြမ်းဖက်သမားတွေကတိုက်ခိုက်ခဲ့ပြီးအနည်းဆုံး26ဦးသေဆုံးသလို18ဦးဒဏ်ရာရခဲ့ပါတယ်။တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာဟာဟိမဝင်တာတောင်စင်တန်းတွေနဲ့ရှုခင်းလှပတဲ့ပါဟယ်ဂန်မြို့မှာဖြစ်ပြီး အဲ့ဒီနေရာကအိန္ဒိယခရီးသည်တွေကြားမှာအထူးရေပန်စားပါတယ်တိုက်ခိုက်မှုအပြီးမှာတော့ကက်ရှမီးယားမှာရှိနေတဲ့ကမ္ဘာလှည့်ခရီးသွားတွေဟာခရီးစဉ်တွေကိုကရက်ကရိုက်ဖျက်သိမ်းပြီးပြန်လည်ထွက်ခွာနေကြောင်းဒေသခံမီဒီယာတွေကဖော်ပြပါတယ်ကက်ရှမီးယားဟာအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားပိုင်ဆိုင်မှုအငင်းပွားနေတဲ့နယ်မြေဖြစ်ပါတယ်ကက်ရှမီးယားရဲ့အစိတ်အပိုင်းအများစုကိုတော့အိန္ဒိယကထိန်းချုပ်ထားတာပါ ါကစ္စတန်အစိုးရဟာကက်ရှမီးယားအခြေစိုက်ခွဲထွက်ရေးလက်နက်ကင်အားစုတွေကိုအားပေးထောက်ပံ့နေတယ်လို့အိန္ဒိယကကာလရှည်ကြာဆွဆွဲထားပြီးပါကစ္စတန်ကတော့ပယ်ချထားပါတယ်။အခုသတင်းကြားပြီးပြီးချင်းအိန္ဒိယဝန်ကြီးချုပ်မိုဒီဟာဆော်ဒီအာရေဗျာခရီးစဉ်ကနေနယူးဒေလီစီချက်ချင်းလှည့်ပြန်လာပြီးဧပြီ23ရက်မနက်ပိုင်းမှာအစိုးရအဖွဲ့အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ဒီတိုက်ခိုက်မှု ဖြစ်စဉ်က American Dutamara Vans အိန္ဒိယကိုရောက်ရှိနေချိန်နဲ့လဲတိုက်ဆိုင်နေပါတယ်။ အမေရိကန်သမ္မတထရမ့်ကတော့မိုဒီစီဖုံးဆက်ခဲ့ပြီးအမေရိကန်ဟာအိန္ဒိယနဲ့အတူယက်တီမယ်လို့အသိပေးပြောကြားခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဘယ်အဖွဲ့အစည်းကကျူးလွန်တယ်လဲဆိုတာကိုဧပြီ23ရက်နေ့အထိမထုတ်ပြန်သေးပဲအိန္ဒိယစစ်တပ်ကတောင်းနှင်ရှာဖွေနေတယ်လို့သိရပါတယ်။အိန္ဒိယလုံခြုံရေးအေဂျင်စီတွေကတော့အခုတိုက်ခိုက်မှုမှာပါကစ္စတန်ကြောထောက်နောက်ခံပေးထားတဲ့အဖွဲ့အစည်းတွေကဆက်ဆက်မှုရှိနိုင်တယ်လို့ယူဆနေပါဗျ။ကက်ရှမီးယားမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပါကစ္စတန်နိုင်ငံသား၏ဝန်ကြီးဌာနပြောခွင့်ရအရာရှိကအမှတ်ချက်ပေးရမှာခရီးသွားဧည့်သည်တွေတည်ဆောင်းခဲ့တဲ့အပေါ်စိုးရိမ်ကြောင်းကွယ်လွန်သူတွေရဲ့မိသားစုတွေကိုစာနာကြောင်းပြောကြားလိုပြီးဒဏ်ရာရသူတွေအများဆုံးသက်သာဖို့ဆန္ဒပြုကြောင်းပြောကြားသွားပါရရှင်